ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီကျွန်ရဲ့ messenger ပါပေါ့နော်ဒါကျွန်တော်ဒီ Facebook messenger မှာလာပြီးတော့မိသားစုတွေကျွန်တော်တို့ဒီ Facebook messenger နဲ့ပတ်သက်တဲ့မိခွန်းလေးတွေကိုကျွန်တော်နေပြန်လည်ပြီးဖြည့်ချသွားတဲ့အစီအစဉ်ဖြစ်ပါတယ်နော်အရင်ဆုံးကျွန်တော်ကိုလာမိရတဲ့နေရာမှာကျွန်တော်ဒီအာဦးစင်းတပါလာပြီးမိသားစုရှိပါတယ်အာမင်္ဂလာပါတကားတဲ့ကျွန်တော်တို့တချို့ဗီဒီယိုလေးတင်တဲ့အခါနောက်ကန်ဒီလုံးလေးထည့်တာတဲ့ copyright ထိခိုက်နိုင်သလားပေါ့နော်အာဟုတ်ကဲ့ကျွန်တော်ဒီတို့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တင်တဲ့အခါမှာဒီ နောက်ကဒီလုံးလေးတွေကတော့ကျွန်တော်တို့ထဲထဲတော့ပိုကောင်းတာပေါ့နော်ကျွန်တော်တို့မဒီနောက်ကဒီလုံးမပိုင်ရင်ကျွန်တော်တို့အာစားမပါတဲ့ဟင်းတစ်ခွက်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့လူတွေလည်းလူမကြည့်ဘူးပေါ့နော်လူမကြိုက်ဘူးပေါ့အဲတကယ်တော့အာထဲမယ်ဆိုရင်တော့အကောင်းဆုံးပါပဲအာမထည့်ဘဲနဲ့လည်းကျွန်တော်လုပ်လို့ရတဲ့ဒီဗီဒီယိုလေးလည်းရှိပါတယ်ပေါ့နော်အာထဲမယ်ဆိုရင်လည်းအာ copyright လွတ်တဲ့တခြင်းကတော့ဆယ်ဖို့မှာရှစ်ဖို့လောက်ကတော့ကျွန်တော်ညှိနိုင်ပါတယ်နော်ဘာလို့လဲဆိုတော့ဒီ copyright အာတင်ထားတဲ့ ဗီဒီယိုတွေကတော်တော်တော်များတယ်လေနော်ဘာဖြစ်လို့ဆိုတော့ဒါကလည်းတို့ပြပြောလို့မရဘူးဟာတို့မှလည်းဒီတရှင်တဘုတ်ပြရဖို့ကိုတို့အနေနဲ့လည်းအားအားဆိုအားဆိုင်ထားရတယ်မနေဘူးတော်တော်ကုန်ကြစီတရှိတယ်ကျွန်တော်အချိန်ကြီးရှိတယ်ပေါ့နော်အဲ့ဒီအတွက်လည်းတို့ကဒီလွယ်တကူ YouTube နဲ့လူတွေမရှိရလေအောင်တို့ကလည်းဒီ copyright တွေတင်ထားတာဖြစ်တယ်ပေါ့နော်အားထားလိုက်ပါတော့ဗျာအားအားအားတော့ထားလိုက်ပါအာကျွန်တော်တို့ကဒီ copyright ရှောင်ဖို့လိုတယ်ပေါ့နော် copyright ရှောင်ဖို့ဆိုရင်ကျွန်တော်တို့ဒီ လိုင်းပေါ်မှာလည်းကျွန်တော်တို့ဒီ copyright တွေလွတ်တဲ့အဲတို့ website တွေကျွန်တော်တို့ဒီ software တွေရှိပါတယ်ဗျအဲ့ဒါကိုကျွန်တော်တို့အနေနဲ့တွားပြီးတော့ယူပြီးတော့ကျွန်တော်တို့ထည့်လို့ရသလိုအဲဒီမှာပေါ့နော်ကျွန်တော်တို့ဒီအာဒီလုံးလေးတွေဆိုရင်လည်းကျွန်တော်တို့ဒီ minutes 20တက်မကျော်တဲ့အဲတခြင်း အဲဒီလုံးဆိုရင်တော့ကျွန်တော်တို့မညှိနိုင်ပါဘူးเนาะကျွန်တော်တို့ဒီစက္ကန့်20တက်ကျော်သွားရင်တော့ညှိနိုင်ပါတယ်ကျွန်တော်တို့စက္ကန့်20အောက်ပြီးဒီ re ရဲ့ video လေးတွေတင်မယ်ဆိုရင်တော့အဆင်ပြေနိုင်ပါတယ်ပေါ့เนาะဟုတ်ကဲ့ပါကျွန်တော်အဲ့ဒါတော့ဒီအဦးဇေတပါမေးတာလေကျွန်တော်တို့ဒီ video တွေတင်တဲ့အခါနောက်ကန်ဒီလိုရင်ထည့်ရင်အဲ computer ညှိနိုင်လားဆိုတော့မိခွန်လေးပေါ်အခြေခံပြီးတော့ future ပြီးသွားတာဖြစ်ပါတယ်ပေါ့เนาะဟုတ်ကဲ့ပါဗျာအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်လည်းစိုင်းတူပါပါဗျာเนาะ